ဘီဘာပဲရုရှားပဲပါပါပါတရုတ်ပဲပါပါကြိုက်တဲ့လူပါပါစေဒီကနေမြေကန်ပြည်သူလူထုကမင်းတို့ဘက်မှာမရှိသေးသေးကတော့ဘတော်မှစစ်မနိုင်လာဖမ်းမိတဲ့စစ်တုံးမှဖမ်းမိလာတဲ့အချိန်မှာဆဲခိုင်းတာဒီကောင်ရောက်အလုံးမသားမရောက်လိုက်ဘင်းလုံးမရောက်လိုက်ဘာဖြစ်တယ်ညာဖြစ်တယ်အဲအဲ့ကောင်အဲ့လိုမျိုးပုံစံမျိုးတွေကစတက်ဖွဲ့တွေကပြင်းနိုင်တဲ့အနေထား မင်္ဂလာပါကျွန်တော်ပြည်သူအမှန်ငါတို့တန်စီစံနေပြန်လဲပြီးတော့ကြိုဆိုပါရစေတော့ဘုံဘာတူလဲဘာတွေ့ခဲ့လဲဘာတူလဲဆိုတော့ဒီရပိုင်းဟိုစီကောင်စီကတော့ညီလေးအတော့တော့ရုံမာအမြဲရုံမာလေးရပဲပေါ့ဟုတ်ဒါတွေကတော့ဒီပြည်သူလူထုကိုဘုံကျဲတာတို့ဒီမစီမဆိုင်တဲ့နေရာတွေပေါ့နော်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေအဲ့ဒါလေဟိုနေ့ကဒီ JOC နဲ့ပတ်သက်ပြီးတော့လဲပြောထားယူတော့ JOC နဲ့ပတ်သက်လို့လဲအဲ့ JOC ကို တချို့ဟိုမတိသေးတဲ့အဖွဲ့ကြီးလဲဒါ GOC နဲ့ပတ်သက်လို့ဆကားဆာဘလို့တွေလှုပ်ဆောင်နေတယ်ဆိုတော့ဟာလေးလဲဒါ GOC ကြောင်းပြောထားတဲ့ပြောထားတဲ့ file လေးမှာဝင်ပြီးတော့ကြည့်စီခြင်းနဲ့ပေါ့နော် GOC ကြောင်းပြောထားတဲ့ဟာလေးပြီးတော့အခုရက်ပိုင်းမှာဆိုလို့ရှိရင်ဒါဟိုမြောက်လိုက်ရုရှားကပြန်လာပြီးတဲ့အချိန်ပါပဲဒီဒဝဲဒဝဲစီမံကိန်းကညီတာအရင်ကမြန်မာရဲ့ဂျပန်ရဲ့ဒီထိုင်းရဲ့သူကသုံးနိုင်ငံလုံနေတာပေါ့လုံနေတဲ့ဟာကိုလက်ရှိအဲ့ဒီသုံးနိုင်ငံကလုံနေတဲ့ SPV ဆိုတဲ့အဖွဲ့ကိုသူက ဲပြန်ပြီးတော့ရုပ်သိမ်းမှုဆက်မလုပ်တော့ဘူးပေါ့ဟုတ်ဒါဒီဆိုဝင်းကနေပြီးတော့ညွန်ကြားလိုက်တယ်ဆိုတော့သတင်းလည်းထွက်လာတယ်ဒါအဲ့တော့ကိုရီတုံးသက်ထားတဲ့အတိုင်းပဲသူရုရှားက give and take မလုပ်ဘဲနဲ့တော့ညီလေးကဘယ်သူမှမတော့သူလဲယူကရိန်းကိုတိုက်နေရတဲ့လူတယောက်ဖြစ်တယ်အဲ့ဒါကိုဟိုချော်တော့ငေါ်ပြီးတော့မှသူယူကရိန်းကိုတောင်းဟိုနိုင်မို့တော့ထပ်ပြီးတော့ဖိအောင်မယ်ဟာမြန်မာနိုင်ငံကိုတော့လာပြီးတော့အလကိုင်းတော့မကူဘလိုင်းတော့မကူအဲ့တော့သူ့အတွက်တစ်ခုခုရရဲဆိုတော့ဒီဟာကိုကြည်ချင်းအဖြစ်တော့အလုံးဝတေချာနေဆိုတော့ပြောလို့ရလာနေပြီနော် ပြီးတော့ဒီဒီရဲပိုင်းမှာပဲအုပ်ဖို့အုပ်ဖို့ဘက်ကအဖွဲတွေရဲ့ပြီးတော့ဒီညောင်ဦးပေါ့ညောင်ဦးဘက်ကအဖွဲတွေရဲ့ဆိုလို့ရှိရင်ဒါလူငယ်တွေကိုပေါ်တာဆွဲတယ်အုပ်ဖို့မှာဆိုလို့ရှိရင်လူငယ်ပေါ်တာဆွဲလို့ထွက်ပြေးတဲ့အချိန်မှာပြစ်တယ်ပြစ်ခါတာတေလားမတေလားတော့ဟိုတိတိကျတော့မတိသေးဘူးပေါ့နော်ဒဏ်ရာရသွားရဲဆိုတော့တေကြတယ်ပြီးလို့နောက်ညောင်ဦးဘက်မှာဆိုလို့ရှိရင်ဒီအတုပကိုလာတဲ့လူငယ်တွေကိုအဆောင်ပြီးတော့မှဖမ်းတဲ့ပုံစံမျိုးပေါ့ဒီကအတုပဆိုရင်တော့ तू ကလာကြမှာပဲဒါဆိုရင်တော့လူငယ်တွေငါတို့ လိုက်ရှာနေတရားမလို့ဆိုပြီးတော့ရုံမာတာပေါ့မနေ့ကตาရေးဆိုရင်တော့ထားတော့ညီလေးအဟုတ်တော့မตาရေးဆိုရင်တော့ဒီကောင်လေးတာဟိုကတော့ပါရောက်ပျော်ပဲလုံနေတယ်ကွာဆိုပြီးတော့ဟိုဟွာဖြစ်တယ်ဆိုတော့အခုကနာရေးအိမ်နာရေးဆိုတာတော့ညီလေးကညီကိုမောင်နှမမခေါ်မပြောရင်တော့မှာပဲသူကနာရေးဆိုရင်အပြန်ပြီးတော့မှခေါ်ကြပြောကြတာပဲနာရေးဆိုတော့မဖြစ်မနေသွားတဲ့နေရာပဲလေဟုတ်တယ်ဟိုသွားတင်တဲ့နေရာပေါ့နော်အဲ့ဒီဟာတော့မှာပဲဒီလိုမျိုးလုံနေတာကြီးလေသွားပြီးတော့တွေ့ရတယ်ပေါ့ဒါစစ်ကောင်စီကတော်တော် တော်တော်ယုံပါတယ်ပေါ့နော်ပြီးထပ်ပြီးယုံပါတာကဒီရနောင်းဘက်ကနေပြီးတော့ပြီးခဲ့တဲ့ဒီနှစ်ပတ်ဝန်းကျင်လောက်ကဖြစ်မှန်းတဲ့လူတွေတချို့ပြည်သူလဲဒါတွေးလိုက်နေမှာတရင်ရနောင်းဘက်ကနေပြီးကမှထိုင်းနိုင်ငံမှာဒီတရားမဝင်တရားမဝင်အလုအလုအလုသမားပေါ့နော်200လောက်ကိုဒီရနောင်းဘက်ကနေရနောင်းကော့တောင်းပေါ့ရနောင်းဆိုကော့တောင်းနေဟိုဘက်ကန်ဒီဘက်ကန်ပေါ့အဲကော့တောင်းကိုပို့လိုက်တာပေါ့အဲပို့ပို့ပြီးတော့မှပို့တဲ့အချိန်မှာအဲ့ဒီလူ200လောက်ထဲကသူကဒီစစ်မှုတန်းနဲ့အကျုံးဝင်နဲ့အသက်အရွယ်ကြီးအကုန်လုံးကိုသူဆန္ဒမင်းမြန်းခြင်းလည်းမရှိ တယ်ပြီးရင်အလှဲကြဆိုတာလည်းမဟုတ်ဘာမှမဟုတ်ပဲနဲ့မဲဒီပါလည်းမနိုင်ခိုင်းမဲဒီပါလည်းမနိုင်ခိုင်းမယ်အဲ့လူတွေအကုန်လုံးကစစ်တင်တန်းပေးဖို့ဆိုပြီးတော့မှတဖြည်းဖြည်းရွှေ့နေတာပေါ့နော်တဖြည်းဖြည်းအဲ့ရန်နေကောတောင်းကနေရွှေ့ရွှေ့ပြီးတော့မှဟိုကလောက်တာကအခုဒီမော်လမြိုင်နားကိုရောက်ပြီလို့တော့ကြားရတာပေါ့သူတို့တွေကိုဟိုဟာဖြစ်တာပေါ့ဒါလည်းရှုံးပါတော့ဟုတ်တယ်စစ်တဲ့ထဲပို့ပေါ့နောက်ဒီတပိတ်ချင်းမှာဒီရွှေလုတဲ့လူငယ်တွေကိုဒီတာတာနာတာတိကဘူကြီး ဇင်ကိုလက်ဇင်ကိုထဲဆိုတာသူဖမ်းဖမ်းပြီးတော့မှငွေညစ်တာပေါ့သူတို့မင်းတို့စစ်ထဲဝင်မလားဟိုဘာဖြစ်မလားဆိုတော့ပြည်သူလူထုကတော့ညီရရှင်းရှင်းလေးရဲ့ပြည်သူလူထုကဘာမှဒီစစ်ကောင်စီရဲ့ရန်ရားလက်ပတ်မှုတိကျကြရမသိဘူးမသိဘူးဆိုတော့မင်းစစ်တပ်ကယူနီဖောင်းဝေးပြီးတော့မှဗိုလ်ကြီးပွင့်နဲ့တယောက်ကလာယူရမှာဟဲ့အောင်မင်းချစ်မှုတန်းတဲ့ဟိုပါတယ်မင်းချစ်မှုထမ်းမလားပတ်စံပေးမလားဆိုလို့ရှိရင်တော့ပတ်စံရှိရလူကတော့ပတ်စံပေးရမှာပဲလေ ဒါဘာပဲဖြစ်ဖြစ်ရှာပြီးပေးကြတော့ဒါကပြောရေးဆိုခွင့်ရှိတဲ့လူလားရက်ဒီရက်ကွက်အုပ်ချုပ်ရေးညံနေရနဲ့ပါဝင်ပတ်သက်တဲ့လူလားမျိုးနယ်အုပ်ချုပ်ရေးညံနေရနဲ့ပါဝင်ပတ်သက်တဲ့လူလားဆိုတာသူတို့မသိဘူးပေါ့နော်အဲ့တော့ဒီကောင်တွေကဟိုတရားဝင်ဓမြလုံးပိုင်ခွင့်ရနေတယ်လို့ပြောလို့ရတယ်ဗျစစ်တပ်ကဒီရက်ပိုင်းတော့အဲ့ဒါတွေတော့တွေ့တယ်ဒါဘုံတွေ့တဲ့ဟာတွေပေါ့နော်ပြီးတော့ကျွန်တော်လည်းထူးခြားဖြစ်စဉ်လေးတွေဒါမှတ်ထားတယ်ကျွန်တော်ဒါစစ်တွေမြို့ဒါရွှေမုံဝင်ဒါရေတက်စခန်းအနီးမှာဆိုရင် A နဲ့ဒါစစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားတယ် အဲအဲ့တိုက်ပွဲတွေကစစ်တွေမျိုးထိဒါဥတီလာနေပြီဆိုပြီးတော့သိရတယ်။ဒါကတော့ AA ကသိတဲ့အတိုင်းပဲခြေတန်လုံးလုံးနဲ့ပြင်းတယ်။အဲပြင်းသမျှဟာအကုန်လုံးကိုဒါလုံးဝထုတ်ပြန်ခြင်းတော့မရှိဘူး။အဲတိုက်ပွဲဖြစ်စေနေဒေသခံတွေကပြောကြားချက်တွေကနေပဲဒါကျွန်တော်တို့တဆင့်ပြန်သိရတာပဲပုံများတယ်ပေါ့နော်။အစင်းထားတာနေပါလေဒီလိုမျိုးပုံစံမျိုးပုံများတယ်ပြီးရင်တုံသက်တဲ့အဖွဲတွေရဲ့တုံသက်မှုတွေကနေပဲပြန်သိရတယ်ပုံများတယ်။ဒီကတော့ AA ရဲ့ထိုးစစ်တွေကအခုအချိန်ထိပေါ့နော်အချိန်ကောင်းနေတော့မယ်။ မရက်တန်သေးဘူးစစ်တပ်ဘက်ကကောင်တွေတဖြည်းဖြည်းနဲ့ဒီဥစ္စာကိုကြောက်လန့်တကြဖြစ်လာနေတယ်ဆိုတဲ့ဟာတွေကအဝဲရက်ကွက်မှာအရင်ပြန့်နေတယ်ဗောနော်အဲ့ဒါလေးလည်းတွေ့ရပြီးတော့ဒါဒါကတော့ကျွန်တော်ကသတင်းကောင်းတွေပဲပြောသတင်းကောင်းတွေပြောဒါတဝယ်ကနေပြီးတော့ဗောနော်ဘိတ်ကိုထွက်လာတဲ့ဒါငွေဆက်ကူတစ်တာတွေတင်လာတဲ့မြင်းဒါဆက်ကစားတွေလည်းပါတယ်အိုက်ဆက်လေးဗောနော်အဲဥစ္စာကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကပြင်းတယ်ညဘက်ကြီးညဘက်ကြီးပြင်းတယ်ရောက်20လောက်လှလှပပလစ်သွားတယ်ဗောနော်လှလှပဆိုရေတဲ့ခုံကြတဲ့ကောင်တွေရောဗာတွေရောဗောနော်အဲ့လိုမျိုးလစ်သွားအဲ့မှာဆိုတော့တော်တော်ကို ဟိုကျွန်တော်တို့သဘောကျရတယ်ဗောနော်အဲ့အဲ့ချိန်မှာဆိုတာ RPG နဲ့ပြစ်ခတ်တာမျိုးတွေညတိုက်ပွဲပုံစံသူတို့ဆင်နွှဲရတာပဲအမှန်တော့အဲ့ဥစ္စာကိုပြစ်မှတ်ကိုထိအောင်ပြစ်ခတ်နိုင်တာတွေအဲပြီးရင်လုံးဝကြီးဖြတ်သွားတာမျိုးတွေဗာရီယာစာမြင်နေရတကယ်ကိုဟိုအောင်မြင်မှုရလိုက်တယ်ဆိုပြီးတော့လဲပြောရမှာဗောနော်အဲ့ဖြစ်စဉ်လည်းရှိတယ်ပြတော့ဒါ brown မျိုးနယ်အတွင်းမှာအေးရဲ့ထိုးစစ်တရားပေါ့နော်အုတ်ရှစ်ပင်မျိုးအထိကိုဒါရောက်လာနေပြီအဲ့မှာထူးကြလာတဲ့သူကစကားစဒီဒံရရတွေအလွန်များပြားလို့အလွန်များပြားလို့ဒါဆေးုံ ဒါမလောက်လို့ပေါ့နော်ဆေးရုံတွေကိုဒါဓာကစားပြည်နဲ့မြို့တော်ခမ်းမတွေမှာပါယာယီဆေးရုံတွေပါဖွင့်ပြီးတော့ကုသနေရတယ်ပေါ့နော်အဲ့ဒါလည်းပုံကဟိုအဲ့လိုမျိုးကျွန်တော်အခုနောက်ပိုင်းဒါအေရဲ့သတင်းတွေဆိုရင်စစ်တပ်ဘက်ကအခြေအနေကိုကြည့်ပြီးခံမှန်းနေရတာဟုတ်တယ်စစ်တပ်ကအကောင်တွေကအခြေအနေတော်တော်ကိုစိုးစိုးရွားဒီလိုမျိုးတွေသတင်းတွေတက်လာပြီဆိုတော့ခါကျတော့ဟာအေကျိတ်လိုက်လားအဲ့ပုံစံမျိုးဖြစ်တာအခုကဆေးရုံမှာမလောက်လို့ဒါသူတို့ဟိုဟာဖြစ်နေရတဲ့ပုံစံမျိုးဟိုဟိုခမ်းမတွေမှာပါ ါဖွင့်ပြီးတော့ယာယီပုံစံမျိုးတွေကုသနေရတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒါရေးမြို့ဒါခွန်လူကျေးရွာမှာစစ်တပ်ကကင်းမုံကိုပေါ့နော်ကင်းမုံဝင်နေတဲ့စစ်သားအဲ့ဒါကိုရေဘလူးကဒါရေဘလူးအဖွဲ့ကဝင်ပြီးတော့စီးနေတာပေါ့နော်အဲကင်းမုံဝင်နေစီးနေတိုက်ခိုက်တဲ့အချိန်မှာကင်းမုံဝင်တဲ့ကောင်လေးကိုအကုန်လုံးဝလုံးဝကြောက်ခမန်းလိလိရေရဲတောက်ထွက်ပြေးကြတယ်ပေါ့နော်ပြန်တိုက်တာတော့မဟုတ်ဘူးရီတော့ရီရတယ်ပေါ့နော်ဟိုကကင်းမုံဝင်တယ်ဆိုတာကရန်သူကိုယုတ်ကြီးပေါ့နော်ယုတ်တည့်သူက ဒါအလင်းငိုက်ဖမ်းပြီးတော့စောင့်ကြိုတိုက်ခိုက်ဖို့အတွက်ကိုသူကကင်းမုံဝစ်သူကရေချက်ကပေါ့နော်သူကအမျက်ရအောင်အကျိုးမျက်ရအောင်လှုပ်တာပေါ့နော်အဲ့ဒီဟာကိုပဲကျောင်းတပ်ဖွဲ့တွေကတိပြီးတော့ဝင်ပြီးတော့တိုက်ခိုက်လို့ဒါကင်းမုံဝစ်တဲ့ကောင်တွေကထွက်ပြေးရတယ်ဆိုတော့ဒါဒါမင်းအောင်လိုင်းစစ်သားတွေရဲ့တိတ်ခါကြကြအဖြစ်တစ်ခုပေါ့နော်နောက်တစ်ခါကျောင်းဒါအာဒီရထဲမှာအရန်နာမည်ကြီးနေတဲ့ဒါနထိုးကြီးတိုက်ပွဲ54လက်တောင်မှအပုံလိုက်ကြီးပေါ့နော်အာခဲရန်နေဆိုလည်းအများကြီးရတယ်55 56ကြီးဆိုတပေါင်းကျော်တ အဲ့လောက်ထိကိုရတယ်ဗောနော်အဲပြီးရင်ဒါဟိုဘက်ကတည်ဆုံးတာဆိုလဲ25ရာလောက်ရှိတယ်နောက်ထပ်နောက်ဆက်တွဲတွေကြားရတာဆိုရင်အဲ့စစ်ကြောင်းကအဲထပ်ပြီးတော့ဒါတို့ပြန်ပြီးတော့ထွက်ပြေးကြတဲ့ချိန်မှာနောက်ထပ်20လောက်တောင်မှထပ်ပြီးတော့တည်တယ်ဆိုပြီးတော့တင်းဒါဒေသခံတွေပြောတာတွေသိရတယ်ဗောနော်အဲအဲ့ဒီမှာဆိုလဲဒါအရှင်ဖမ်းမိရတယ်လည်းအများကြီးရှိတယ်10ယောက်ကျော်လောက်ရှိတယ်ဗောနော်ဒေါ်လန်ဘက်ကလည်းထိခိုက်တာတွေတော့ရှိတယ်အဲ့အဲ့တဲ့ရင်လေဒီရက်ထဲမှာအရန်ဟိုဟာဖြစ်ကျွန်တော်တို့ကဒီတက်ဖွဲ့ဝင်ဒါယာယီရင်မှုတယောက်နဲ့ပေါ့နော်အဲဒါ ုဆိုးအောင်နဲ့ကိုဆိုးအောင်နဲ့ view ကတော်တော်ကိုအားရစရာကောင်းတဲ့ဒါသတင်းတစ်ခုပေါ့နော်နောက်တစ်ခါကျွန်တော်ဒါ AI တိုက်ခိုက်နေတဲ့ net yagan viewer စကန်ကနေပါအဲဒီ viewer မှုနဲ့ရာရှိကျုပ်ထွက်ပြေးတယ်ပေါ့နော် net yagan ကလည်းဒီရက်ထဲမှာအဲတော်တော်လေးကိုအဲသူတို့ဘက်ကသူတို့ဘက်ကကြည့်အချင်းနေဆိုးတာပေါ့ဟုတ်တယ်ဒါဆိုဆိုစီရက်အရှုပ်ဘက်မှာဆိုလဲကျွန်တော် net yagan ကာကင်းရအဲကျွန်တော် net yagan အောက်ကအဲအဲ့လိုပုံစံမျိုးနဲ့ထွက်ပြေးလာတဲ့တုံမန်းတွေကအများကြီးရှိရဆိုတော့ တော်တော်ကိုခြေနေပြင်းထန်နေတဲ့ဒါတိုက်ပွဲနေမြင်တစ်ခုဖြစ်နေအောင်အဲဒါကတော့ဒီဒီရပိုင်းမှာထူးထူးခြားခြားပေါ့နော်ထူးခြားရတဲ့ဒါကတော်လိုင်းတက်ဖွဲ့တွေရဲ့အောင်မြင်မှုပေါ့အများရရှိမှုတွေကပြင်စစ်ကောင်စီရဲ့ရုံမှမှုတွေပေါ့နော်စစ်ကောင်စီရဲ့ရုံမှမှုကြောင့်အဲတခါလေးကြတော့တို့ပြည်သူ့ကမှငါတို့တန်းမှာတောက်လျှောက်သတင်းကောင်းတွေပဲပြောနေတာပေါ့နော်အဲပြည်သူလူထုရုံမှခံရတဲ့ဟာလေးတွေလည်းဒီဟာဒီလို ရုံမှတယ်အဲ့တော့ဒီဘလိုဟာမျိုးဆိုရင်ရှောင်ရမယ်ဒါကိုအားပါးရရပြောတာတော့မဟုတ်ဘူးရှောင်တဲ့ ရှောင်လိုက်တဲ့အချက်တွေပေါ့နော်ပြီးရင်စစ်ကောင်စီကဘလို့နီးတဲ့အနေနဲ့ယုံမာလာတယ်ဆိုတော့ဟာလေးလေဒါပြည်သူလူထုသိရှိအောင်လို့အဲဒါရောပြီးတော့မှဒါပြောပေးတာပေါ့နော်အဲ့ဒီထက်ရမှဒီငွေဆက်ကုတင်လာတဲ့ဆက်လေအကြောင်းလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောရမယ်ဆိုညတိုက်ပွဲအဲညတိုက်ပွဲအကြောင်းပြောရမယ်ဆို तू ကညီလေးကဒီဖိတ်နယ်ကိုအမြဲတမ်းပြောခဲ့တဲ့အထဲမှာလည်းပါပါတယ်အရင်ဟိုးအရင်ကလေးကနားထောင်နေနားထောင်နေနေတဲ့လူတွေဆိုရင်တော့တီတီလောက်ပါတယ်ဒီဖိတ်နယ်ကောတောင်းနယ်ကဒီဒဝဲကနေပြီးတော့ဆပြီးတော့မှဒီဝါထီက ရေးလောက်ကစားတာပါဟုတ်ရေးလောက်ကစားပြီးတော့မှဒီကောတောင်းထီကသူကတောက်လျှောက်မြန်မာနိုင်ငံ6လောက်ကသူကလမ်းကြောင်းတစ်ချောင်းတည်းပဲရှိတာပြီးပြောင်းသူလမ်းမကြီးကတစ်ခုတည်းပဲရှိတာဟုတ်ကဲ့ဟုတ်အဲ့တော့ဘေးဘေးတွေမှာတော့စီယုံညံနေတို့ဘာတို့အဲ့လိုမျိုးတွေရှိတာပေါ့ဒါပေမဲ့သူကဘေးကနေသွားဖို့ကြတော့အင်မတန်ခက်ခဲတယ်ပေါ့နော်ခက်ခဲတဲ့အခါကျတော့သူကရေလမ်းကိုပဲဦးစားပေး main လမ်းမကြီးတစ်ခုပဲရှိတယ် main လမ်းမကြီးတစ်ခုပဲရှိတဲ့အခါကျတော့ဒီ main လမ်းမပေါ်မှာအကုန်လုံးဒေါ်လာရင်းတက်ဖွဲ့တွေက main လမ်းမှာဘယ်ဘယ်ချင်းဘယ်နေရာမဆိုဘလို့သတင်းရတာ ਨੇ ဖြတ်ပြီးတော့မှတက်ပြီးတော့အချိုးများရရှိအောင်တက်တိုက်ဖို့အတွက်ကအစင်းသိရှိနေရှိနေခါကျတော့ဒီကောင်တွေကဘာလို့ရလဲဆိုတော့ဒီရေလေးရေလန်းကနေပြောင်းလဲပြီးတော့အသုံးပြုရတော့ရေလန်းကနေပြောင်းပြီးအသုံးပြုတာတော့မှညီလေးကသူကရေတက်တင်မောင်းနဲ့သွားမယ်ဆိုရင်ပို့ပြီးတော့မှပို့ပြီးပြဿနာတက်မှာဟုတ်ပို့ပြီးပြဿနာတက်မဲ့ခါကျတော့သူကအရက်ဖက်အရက်ဖက်ဆက်လီကိုတုံးတယ်အရက်သားဆက်လီကိုတုံးတယ်အရက်သားဆက်လီကိုတော့မှသူကညာဘက်ကိုအဲညာဘက်ညာဘက်ကိုတုံးပြီးတော့သွားရတာပေါ့ညာဘက်ကိုတုံးပြီးသွားရတာဒီဒေသခံပြည်သူလူထုနဲ့ အဒီတော်လိုင်းတက်ဖွဲ့နေရဘလောက်ထိအောင်တော့စီးဝါကြိုက်လဲပြီးတော့ဒီဒေတာကန်ပြည်သူလူထုကတော်လိုင်းတက်ဖွဲ့မှာဘလောက်ထိဟိုဘယ်လိုပြောရမလဲအားပေးမှုထောက်ခံအားပေးမှုရှိလဲဆိုတာကအဒီညာကြီးထွက်လာတဲ့ဟာကိုလည်းတိတယ်ဟုတ်တယ်။တော့တိပြောမှာဒီဟာကမောင်ရိတ်ခိုးလာတာတိတယ်။စီစီပွားရေးစီပွားရေးဘဏ်ကပတ်စံနေဘာလာရေလို့သုံးသပ်ရတယ်ဗောနော်ဒီထဲမှာစီပွားရေးဘဏ်ကဘဏ်မန်နေဂျာနဲ့ဝန်ထမ်းတူပါတယ်။အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါတယ်ဆိုတော့အပြီးတို့ဒီလူနာတွေကိုဘယ်လိုမျိုး ပြန်ပြီးတော့မှအချက်လက်တိကျနော်ပြန်ပြီးဟိုဟာဖြစ်သွားတယ်ဆိုတော့ဒါဒေတာကံပြည်သူလူထုကကိုအွန်လိုင်းတက်ဖွဲ့ပဲကိုဘယ်လောက်ထိပါလဲဆိုတဲ့ဟာကဒါအချက်လက်အတိအကျနဲ့ကိုရတာပေါ့နော်ဒါကြောင့်ဒီနေ့တိုက်ပွဲတွေအောင်မြင်တဲ့ဟာကဒေတာကံပြည်သူလူအားကြောင့်ပြည်သူမပါဘဲနဲ့အလုံးလုံးနေတဲ့စစ်တပ်ကမိမမင်းပြပပဲရုရှားပဲပါပါပါတရုတ်ပဲပါပါကြိုက်တဲ့လူပါပါစေ ဒီကနေမီကန်ပြည်သူလူထုကမင်းတို့ဘက်မှာမရှိသေးသေးကတော့ဘတော်မှစစ်မနိုင်ဘူး။ဘာမှလုပ်လို့မရဘူး။ကြိုက်တဲ့တော့လက်နဲ့ဆန်ကြီးပဲရှိနေပါစေ။ဟုတ်တယ်။လက်နဲ့ဆက်ကြရှင်မကလို့ဘာဘာကောင်းကြီးနဲ့ပဲသွားတွေ့တွေ့မင်းပဲဖြစ်ဖြစ်နေထူးနိုင်မယ်ဆင်းတိုက်ခိုင်းခိုင်းမရတော့ဘူး။နော်။မီလဝါလည်းမရဘူး။မီလဝါလည်းမရတော့ဘူး။အော်ဒါမျိုးတွေဟိုဟာဖြစ်တာပေါ့။အဲ့တော့ဒီစီဝိုင်းဘန်ကတော့ तू ကအဲ့ဒီတဒန်းနဲ့တဒန်းဟိုးကလေးက तू ကဒီမြမစီဝိုင်းဘန်ကဥမာဘယ်မှာရှိလဲဆိုဗိုလ်ပြင်းမှာရှိတယ်။ဟုတ် ဗုတ်ပြင်းမှာရှိလို့ရှိရင်ဗုတ်ပြင်းနားကတက်တွေအကုန်လုံးကဟိုလက်ကုံရဲဆိုရင်ရိတ်ခါဇုံငွေတို့လာစားတို့တက်ဆောင်ငွေတို့ဆိုတဲ့ဟာကဒီမြမစီးပွားရေးမှာလာထုတ်ရတာဟောအဲ့ဒီဘန်ကိုသူကဟိုဝေးလံခေါင်းများတဲ့တက်ကနေပြီးတော့တဲရေးဘူကြီးကအရင်တော့တော်တော်ထုတ်တာ AC ပဲဆိုင်ငယ်လေးတစ်သီးနဲ့ပိုချက်ပိုချက်နဲ့သွားပြီးတော့ပတ်သက်နေအကုန်လုံးကြောဝေးတဲ့ထဲလဲပြီးလဲပြီးတော့ဆင်းရင်းရနဲ့ကြောဝေးတဲ့ထဲပြီးတော့ညနေဆိုပြန်ရောက်လာပြန်ရောက်လာပြီးတော့ရဲမေတွေစစ်တီတွေခမ်းမနေစောင့်နေပြီးတော့မှလာတာထုတ်ပြီးလာတာထိုင်ထုတ်ပြီးလဲပြီးသွားအောင် ဒါခုခေတ်ကမရတော့ဘူးတွန်လိုင်းတက်ဖွဲ့တွေကဒီတေးဘူးဘလို့ဘလို့သွားတတ်တယ်ဘလို့ထွက်တတ်တယ်ဆိုတာတိလဲတိရောဒီကောင်ကြီးလုံးဝမလုံးမလုံးရဲတော့ဘူးမလုံးရဲတဲ့ခါကျတော့ပရမစနစ်ကဘလို့လုံးသေးလဲဆိုတော့အဲ့ဒါကိုဖြတ်တိုက်ဖို့ဒီတေးဘူးတွေပေါ့သွားထုတ်တဲ့ဟာဖြတ်တိုက်ဖို့တွန်လိုင်းတက်ဖွဲ့တွေကဟွာဖြစ်တဲ့အချိန်မှာဒီကောင်ကြီးမထုတ်ရဲတော့ဘူးမထုတ်ရဲတော့ဘယ်နဲ့ဘာလုပ်လဲဆိုတော့ तू အရသာကားကိုစီးပွားရေးဘဏ်ရှိရနေပြီကမှဘဏ်ဝင်တန်းကအရသာကားကိုတင်ပေးလိုက်တယ် ရောဘက်တက်ရှိရောက်ရင်ဒီပစံတုပ်ကိုချပေးခဲ့လိုက်ပါ။อืมဒါစီရင်စရာနောက်မှနောက်မှလုတ်လို့ရတယ်။တို့လက်မှတ်ထိုးတာငွေရပြေသားတော့ပေါ့လက်မှတ်ထိုးတာလက်ခံလက်မှတ်ထိုးတာပါ냐နောက်မှလုတ်။ဟုတ်။သူအဲ့လိုမျိုးထည့်ပေးလိုက်။ထည့်ပေးလိုက်တော့ဟိုအဲ့အရကားကသွားပြီးတော့မှအဲ့ဒီတက်ကိတ်ရောက်တော့ချပေးခဲ့လိုက်တယ်။အဲ့ဒီဟာကိုတိတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့ကဒါစစ်တက်ကငွေပဲဆိုပြီးကမှစစ်ကောင်စီကဟိုဖြစ်တဲ့ဟာငွေပဲဆိုပြီးကမှသူကပရမတ်တစ်ချိန်အဲတိတ်မို့လုတ်လိုက်တယ်။အဲ့ငွေကို တိန်လိုက်တယ်ပဲပြောရအောင်ကြီးဗျာတိန်လိုက်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့ तू อ่ะအဲ့ဒီအရာကားကကားမောင်းသမားကဟိုတက်ရှိတက်ကိုတွားပေးစီရပတ်စံမရှိတော့မရှိတော့တဲ့ခါကျတော့ तू စစ်တက်ကအဲ့ပတ်စံကိုပြန်ပြီးတော့မှအဲ့ကားသမားစီရနေပြန်ပြီးတော့မှပြဿနာရှာပြီးတော့တောင်းတယ်ပေါ့ပြန်တောင်းတယ်တောင်းတဲ့ခါကျတော့တော်လိုင်းတက်ဖွဲ့ပြန်လျော်ပြီးပေါ့ပြန်အဲတော်လိုင်းတက်ဖွဲ့စဉ်းစားတယ်ဒီလိုမျိုးလုံးလို့တော့မဖြစ်တော့ဘူးဘာလို့ပြည်သူပဲကြားရပြည်သူပဲနင့်နာမှာပေါ့နော်ကြားရပြည်သူပဲပြဿနာတက်မှာဆိုတော့အဲ့ဒါနဲ့နောက်ပိုင်းညာအခုဒီကောင်တွေက viewer ထပ်ပြောင်းလာ ်ရေလန်းနေပတ်ပြီးတော့မှတဲတဲ့ဟာပေါ့ရေလန်းနေပတ်တဲ့တကယ်ဟိုညာဘက်ကြီးကိုကို RPG နဲ့ဒီဆက်လေးကိုဆက်လေးကိုထိအောင်ပြစ်ပြီးတော့မှဘင်းနိုင်တဲ့ဟာလေတော်တော်ကိုကောင်းတဲ့အနေအထားမျိုးတွတ်တွတ်တွေ့ရတယ်ပေါ့နော်အဲ့တော့ပြည်သူလူထုကကိုယ့်ဘက်ဘလောက်ပါနေပြီလဲဒါတက်မှလေးဆိုတာတကယ်ကြီးကြီးမားမားအာတိန်ခွန်းဘက်ချမ်းမှာအဓိကဖိပြီးတော့မှအခုလက်ရှိတက်မှလေးကဖိပြီးတိုက်နေတာပေါ့နော်ကျန်တဲ့နေရာတွေကဒါစီးကြီးကပြင်ဆင်ထားရုံပဲရှိတယ်ဟုံးကနေတိုင်းကနေဝင်ပြီးတော့ မဆောင်သေးဘူးနောက်တန်းတက်တွေကိုအေးစေးလွှတ်ပေးထားတဲ့အနေအထားမျိုးပဲရှိသေးတယ်ဒါတော်တော်ကိုကြောက်လန့်နေပြီလို့တွေ့ရတာပေါ့နော်ဒီလေနဲ့ပတ်သက်လို့ရှိရင်တော့ပြီးတော့အဲ့ခုနလိုပေါ့ဟိုသူတို့တက်ထဲမှာတော်တော်ကိုဒီဒီငွေတွေပါလာတဲ့ဆက်လက်တစည်းဒီလိုဖြစ်သွားတာလောကကိုတောင်းနေပေါ့တင်ပြီးတော့ဘာမှတုံးစားများတော့အဆင့်ထိဖြစ်သွားတာတော်တော်ကိုပျက်စီးဆုံးရှုံးမှုများပါပြီးကတော့သူတို့ငွေကြေးလက်ပတ်မှုတော်တော်ခက်ခဲသွားမှာထဲမှာလာစာမျှော်နေရကောင်တွေတော့နာကားပြီပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့ခါဒါကျွန်တော်တို့ဒါဒီ ဒီဆေးရုံမလောက်တဲ့ကိစ္စပေါ့အဲကျွန်တော်ကတော့အဲ့ဒါလေးရွေးတာအဲအဲဥစ္စာကလေဟိုခုနပြောသလိုပေါ့ဟို AA ကတအားခြေတန်းလုံတော့ကြတော့ကျွန်တော်က AAC ကနေမှသတင်းတွေတက်လာမှပဲသိရတယ်ထုတ်ပြန်မှပဲသိရတယ်အဲခါကြရင်ရုပ်တံဒါမှတ်တမ်းနေအဲဒီခါကြီးကြလည်းပြောရေးဆိုခွင့်ရှိတဲ့သူတွေဒီလိုမျိုးဒါထုတ်ပြန်တဲ့ခါကျမှကျွန်တော်ကတိတိပပသိရတာပေါ့နော်အဲလိုမှမဟုတ်ရင်ကျွန်တော်ကဘယ်မှာသွားပြေးကြည့်ရလဲဆိုတော့စစ်ကောင်စီဘတ်ချန်ကိုသွားပြေးကြည့်ရတယ်အခုလည်းဒါစစ်ကောင်စီဘတ်ချန်မှာအဲ့လို AA ရဲ့ ဒါတိုက်ထိုးနဲ့ထိုးစစ်တွေကြောင်းမလို့ပေါ့နော်။ဒါဆေးရုံတော့မလောက်ဘဲနဲ့သူကတေဆုံးတန်ရရတာတွေများလွန်းလို့ပေါ့နော်။ဆေးရုံမလောက်လို့ဆိုပြီးတော့နေရာမလောက်တာမဟုတ်ဘူးတော့ဘူး။ကျွန်တော်အဲ့ဥစ္စာကိုမြင်ဘူးတယ်အဲမြင်ဘူးတယ်နေရာမလောက်တဲ့ပုံစံမျိုးကိုမြင်ဘူးတယ်ဆေးရုံမှာနေရာမလောက်တော့အဲ့ဒါဘုံပေါ်မှာဖြစ်တဲ့ဒါဖြစ်စဉ်တွေပါပေါ့နော်တိုက်ပွဲအရန်ညားလာတာရေအဲထိုးစစ်က KI ထိုးစစ်ကအရန်ကြမ်းလာတဲ့အချိန်မှာစစ်တပ်ဘက်ကတော်တော်ကိုအထိနာတဲ့အခါမှာအဲ့ဘုံပေါ်စစ်စိမ်းကအပြစ်အပြစ်ဟိုမှာဟိုအဲ့လိုစူညံပြီးတော့လေအဲ့လို ဟိုဘယ်လိုဘယ်လိုပြောဟိုငရဲပွက်နေတယ်လို့ပေါ့ငရဲပွက်နေတယ်လို့အဲ့လောက်ထိကိုအခြေအနေဆိုးသွားတယ်ဟောကန်းနေဆိုတာအကုန်အပြစ်အကုန်လုံးကဂရင်းနေကက်ကက်လေးတယ်အဲအဲ့လောက်ထိကိုအခြေအနေဆိုးသွားတယ်အဲအချို့ဆိုရင်ဒါဂရင်းမဲဟိုပဲနေရာမရှိဘူးမရှိတော့ကြတော့အပြင်ဘက်တွေမှာဂရင်းနဲ့တင်ထားရတဲ့အဆင့်တွေထိအဲ့လောက်ထိအခြေအနေဆိုးအောင်ဒါနေရာပြည့်တယ်ဆိုတဲ့ဟာမျိုးအဲနေရာမလောက်ဘူးဆိုတဲ့ဟာမျိုးမြင်ဘူးတယ်ပေါ့နော်အဲအဲ့ဟောင်မဟိုတကောင်းသားတွေကလာကြည့်ရင်တယောက်ကို9000လောက်ပါတော့အဲ့လိုပေးတာတော့ရှိတယ်ဒါမဲ့လေဒီတနာစရာကောင်းတာပေါ့နော်ဒါဒီလိုမျိုး ဒါသူတို့တွေအသက်ပေးပြီးတော့လှုပ်ပေးကြတာတောင်မှပဲအဲ့လောက်ပဲသူတို့ကိုထောက်ပံ့ပေးတယ်ဗောနော်ပြီးရင်သူကအဲ့ဒါကြီးကိုဓာတ်ပုံမှတ်တမ်းယူတယ်ဘလောက်ထိထောက်ပံ့ခဲ့တယ်စာရေးစာရေးကြီးပဲမြင်ရတာဟုတ်မအောင်နဲ့တရွက်ဆိုင်ဆိုပြီးတော့ပေးတာတော့မဟုတ်အဲ့ကြောင့်စာရေးကြီးပဲမြင်ရတော့ဒါကိုကြည့်ပြီးတော့တော်တော်လေးတံဝေကရခဲ့ဘူးလေမတန်လိုက်တာကွာဆိုပြီးတော့ဗောနော်အခုဟာကအဲ့ထက်ရှင်နေဆိုးသွားပြီသူကနေရမလောက်တာမဟုတ်တော့ဆေးရုံမှမလောက်တာဖြစ်သွားတာအစေးုံမှာမလောက်လို့ကောဒါဒါကစားပြီတော့အဲခုနကလိုမြို့တော်ခမ်းမတော့အဲ့လိုနေရာမျိုးတွေမှာပါပြန်ပြီးတော့ဒါ ယာယီစေုံပြန်ဖွင့်ပြီးတော့ကုသနေရတဲ့အစ်စ်မျိုးတွေဖြစ်လာတယ်ဆိုတော့အေးရဲ့ထိုးစစ်ကဘလောက်တောင်ကြောက်ကြောက်စရာကောင်းလဲပေါ့နော်ကြောက်ပန်းလီလီကိုဒါတိုက်ပွဲဝင်နေတဲ့ဒါအေးရဲ့ဒါထိုးစစ်ကိုလည်းခံမှန်းလို့ရအစ်စ်တပ်ဘက်ကတော်တော်ကိုဒါဖျို့ပြဲဖြစ်နေတယ်ဆိုတဲ့ဟာမျိုးလည်းဒီဖြစ်စဉ်ကိုကြည့်ရင်သိရတယ်ပြီးတော့ဒီလိုမျိုးတွေတက်လာမှပဲကျွန်တော်ကအေးရဲ့ထိုးစစ်ကိုသိရတဲ့ပုံစံဖြစ်နေတာပေါ့အဲအဲဥစ္စာလည်းတကယ်အားရစရာကောင်းတဲ့အချက်တစ်ခုဖြစ်တယ်နောက်တစ်ခုကကြောင့်ရောနထိုးဟာရွေးတာတယ်အဲဟာတော့ အားလုံးကတော့ဒီဟာနဲ့ပတ်သက်လို့သိပြီးသွားပြီပေါ့နော်ဒီတိုက်ပွဲဗီဒီယိုတက်လာတာဟုတ်တက်လာတဲ့အချိန်မှာတက်ဖွဲ့တွေကချိုးဟာတွေကျွန်တော်မေးကြည့်တဲ့အချိန်မှာအာသူတို့အားရစရာကောင်းတယ်လို့ပြီးရင်ဆဲတာဆိုတာတွေကလည်းပေါ့နော်အဲတက်ဖွဲ့တွေကဒီဒီဘက်ကဆဲလိုက်တဲ့အတန်ကိုတနက်နဲ့ပြစ်စရာမလိုဟိုဘက်ကကောင်သေလောက်တယ်ပေါ့နော်အဲ့လောက်တော့မဲဟိုဟာဖြစ်ကြတယ်ပေါ့နော်အဲ့ပြောသူကမဟုတ်ဘူးတဲ့ကျွန်တော်အဲ့ထက်ကြမ်းတဲ့ဟာတွေမတင်ထားဘူးတဲ့အဲ့လိုပေါ့နော်အဲ Facebook ကအဲချိုးဟာကြမ်းအရန်ထိတော့ပေါ့နော် page တွေကသူတို့ခဏခဏပြတ်ကြတယ်တဲ့အဲအဲကြောင့်မလို့ကျွန်တော်အဲ့တဲ့ဟိုဟာဖြစ်တဲ့ဟာတွေမတင်နာဘူးတဲ့အဲ့နဲ့ Telegram မှာရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးအဲ့မှာကျွန်တော်တက်ကြည့်တော့အဲ့လိုပဲဒါဖမ်းမိတဲ့စစ်တုံးမှန်းဖမ်းမိလာတဲ့အချိန်မှာဆဲခိုင်းတာဒီကောင်အရောင်အလုံးမသားမရောက်လိုက်ဘင်းလုံးမရောက်လိုက်ဘာဖြစ်တယ်ဂျာဖြစ်တယ်အဲအဲ့ကောင်အဲ့လိုမျိုးပုံစံမျိုးတွေအားစားတက်ဖွဲ့တွေကပြင်းနိုင်တဲ့အနေထားအပြီးတော့ကျတော့ဒီတက်ဖွဲ့တွေရဲ့အဲလောက်ရေကန်ရေတွေကျွန်တော်မေးကြည့်တဲ့အခါမှာအဲ့လိုပေါ့အကုန်လုံးကအဆုံးထိဆိုပြီးတော့တွေးထားတဲ့ပုံစံမျိုးကိုသွားတွေးရဟို တို့မှဆုံးရှုံးစရာဘာမှမရှိတော့ဘူးအဲအဲ့လိုမျိုးအနေထားနဲ့တို့တိုက်ပွဲဝင်တာဖြစ်တဲ့အတွက်ဒီလိုမျိုးအောင်မြင်မှုတွေရတယ်လို့ကျွန်တော်တို့ယူဆအရှိမှာတော့အဲ့လိုမျိုးသကပုံတွေဘာတွေရှိတာဗောလေဘင်းတော်ဖောင်ပြက်ပါညာဗောနော်ဒါပေမဲ့လက်တွေ့မှာတော့ဒါတော်လိုင်းတက်ဖွဲ့တွေကအဲ့လိုပုံစံမျိုးကိုဖောင်ပြက်ပြီးတော့ခြာနေကြတာဗောနော်ပြီးတော့အဲ့ data ကနေပဲတခြားနေရာမှာရှိတဲ့တက်ဖွဲ့ဝင်နေတယ်လေကျွန်တော်စကားပြောပြီးတို့ကတော့အဲ့ data ဒါဇာတိဗောနော်ဒါပေမဲ့တခြားတက်ဖွဲ့တွေစီမှာတို့တာဝန်ထမ်းဆောင်နေတယ် အဲ့ထမ်းဆောင်နေတဲ့သူတွေကလည်းချို့ပြောကြဒီတိုက်ပွဲကိုကြည့်အရာအားရဒါပေမဲ့အဲ့နားပတ်ဝန်းကျင်မှာသူတို့ရဲ့မိဘတွေရှိတယ်အဲ့လိုတိုက်ပွဲဖြစ်တဲ့အချိန်မှာဒါစစ်တပ်ကလာပြီးတော့လင်းနဲ့ဒါလာပစ်တာမျိုးတွေရဲရင်နဲ့လာပစ်တာမျိုးဒါမျိုးတွေလှုပ်တဲ့အခါမှာသူတို့ရဲ့မိဘတွေကစစ်ဆောင်သွားအရန်ခတ်ခဲတယ်ပေါ့ကွာပြောရရင်တော့ဒီလောက်ကွင်းမြောင်မြောင်ကြီးထဲမှာကိုယ့်ရင်ကိုယ့်ရာကိုစွန့်ပြီးတော့နေဘူးကျတဲ့ဘယ်သွားမှန်းလည်းမသိဘူးတိုက်ပွဲရဘယ်နေရာဖြစ်မယ်ဆိုတာလေဒါအရသာအနေနဲ့သိနိုင်တာမရှိဘူးကြိုပြီးမသိနိုင်ဘူးအဲ့ကြတော့အဆင်ပြေမဲ့ထင်တဲ့နေရာလေးတွေကိုပြေးကြလွှားကြပါတော့ အဲကြတော့အကုန်လုံးကခက်ခဲကြတယ်စားရေးတောက်ရေးဆာခက်ခဲတယ်အဲအဲ့လိုမျိုးခက်ခဲခက်ခဲဖြစ်နေတဲ့မိဘတွေရဲ့အကြောင်းကိုတခြားနေရာတပ်ဖွဲ့တွေကလည်းသိရတယ်ဒါပေမဲ့အဲ့တပ်ဖွဲ့တွေကဘလို့တွေးထားလဲဆိုတော့ PD ဖြစ်တယ်တဲ့ PD ဖြစ်တယ်ဒီတိုက်ပွဲအောင်မြင်မှုရတာကို PD ဖြစ်တယ်ပေါ့နော်တကယ်တကယ်တမ်းဆိုရင်တို့မိဘတွေကအဲ့လိုမျိုးဂဇင်းကလေးနဲ့ပြေးနေရတယ်ဒါပေမဲ့တို့ကအဆုံးထိဘလို့တွေးထားလဲဆိုတော့ဘာမှဖြစ်ဘူးပေါ့နော်ဒီတိုက်ပွဲနိုင်မယ်ဆိုရင်အစအနေပြန်စရတယ်ဘာမှဖြစ်ဘူးဆိုပြီးတော့ပြောကြအာအဲ့ဒါတကယ်ကျွန်တော်ဟို1 day 1 day ပေါ့နော် ဟာတက်ဖွဲ့တွေကအဲ့လောက်တောင်ပဲဆုံးဖြတ်ထားတာလားပေါ့နော်အဲပြီးတော့သူတို့မိဘတွေကလည်းအဲ့လိုပဲပေါ့နော်လေရင်တမ်းပဲကြောက်တယ်ပေါ့နော်လေရင်ပဲကြောက်တယ်အရသာအနေနဲ့ပေါ့နော်ကျန်တဲ့မြေပြင်မှာတော့တက်ဖွဲ့တွေကအားတာတယ်ဆိုတာသူတို့ကိုယ်တိုင်အစဒေသခံပြည်သူတွေအစလက်ခံထားတယ်သိထားတယ်ပေါ့နော်အဲ့တော့သူတို့ကရှောင်ရလဲဘာမှမဖြစ်ဘူးရှောင်မယ်နာတာတချို့ဆိုပြောတယ်ပေါ့နော်လာကျဲလိုက်လို့တည်သွားရဆိုလဲတည်ပါစေပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီလောက်နေရရဆိုတော်ပြီပေါ့အသက်လည်းကြီးပြီပေါ့နော်ဒါမိဘတွေကဒီလိုတောင်ပြောတယ်ဆိုပြီးတော့သိရတော့ ဟိုဝမ်းလည်းနေစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့သူတို့ကိုယ်တိုင်အဲ့ဆာဒီအောင်မြင်မှုကိုအရင်သဘောကျတယ်ပေါ့နော်အဲပြီးတော့ဒီတက်ဖွဲ့တွေကလည်းအဆုံးစုံဆုံးဒီတွေးထားတဲ့အတွက်နောက်ထပ်အောင်ပွဲတွေလည်းဆက်လာအောင်မယ်လို့ယူဆတယ်ပြီးတော့အခုလိုမျိုးစစ်တပ်ကအထည်နာအောင်အညာမြေပြန့်လွင်ပြင်ကြီးမှာဒီလိုမျိုးတိုက်ပွဲဝင်နေတာတကယ်နည်းတဲ့အရေးချင်းတော့မဟုတ်ဘူးပေါ့နော်ဟိုတက်ဖွဲ့တွေကနောက်ဆုံးသူတို့ဒါကျွန်တော်သူနဲ့မေးရတဲ့အချိန်မှာဆိုရင်သူကကြည်ကာပြမလောက်မလောက်ဘူးဆိုတဲ့အချိန်မှာသူကဘလို့ဟိုဟာဖြစ်လဲဆိုတော့အဲတစုံပေါ့ ကြီးကားနှစ်ပြားကိုသူကတစုံတစုံဒါပေမဲ့အဲ့တစုံကိုနှစ်ယောက်သုံးရအမှန်ဆိုရင်တော့ရှေ့တပြားနောက်တပြားဒါမှတစုံပေါ့အဲ့ဒါကိုတက်ဖွဲ့တရားဘယ်လိုသုံးရလဲဆိုတော့ရှေ့တပြားပဲထည့်ရဟိုတယောက်ကရှေ့တပြားပဲထည့်ဒီတယောက်ကရှေ့တပြားထည့်တယ်အဲ့လိုထည့်တဲ့အချိန်မှာကြီးကားပြားအောက်ကိုဆွဲတော့အိုက်ကြအဲ့အိုက်ကြတာကိုဘယ်လိုပြန်ပြီးတော့ဝိတ်ညှိလဲဆိုတော့ရေတံမှုတွေရေထည့်ပြီးတော့နောက်ထဲမှာပြန်ထည့်အဲ့လိုမျိုးပေါ့နော်ပြန်သူတို့အတွေ့အထဲမှာပါတယ်လုံးဝဒါကြည့်ရတာနဲ့နောက်ပြန်မလှည့်ဘူးငါတို့ကနောက်လှည့်ပြေးမဲ့ကောင်တွေမဟုတ်ဘူးပေါ့နော်အဲနောက်လှည့်ပြေးလို့ထိလို့တည်ရင်လည်းတည်ပါစေ နောက်ကအပြားမလို့ဘူးရှေ့ကိုပဲတက်မှာဖြစ်တဲ့အတွက်ရှေ့ရပြားပဲဟိုဟာဖြစ်မှာတချို့အဖွဲ့ဆိုရင်လွတ်လွတ်လပ်လပ်တိုက်ရှင်လို့ဖနက်ဝယ်ပေးလည်းမရဘူးជីကာဆင်ပေးဆိုလည်းအခုဆိုရင်လည်းဒါသူကမင်းတို့ជីကာဝယ်မလားမဝယ်ဘူးလားမဝယ်ဘူးဆိုရင်အချုပ်သုံးလားထည့်မယ်လို့ပါတော့အဲ့လိုမျိုးပါပြောပြီးတော့ဒါခိုင်းနေရတယ်ပေါ့နော်အဲ့လိုမျိုးပါတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်ဒီလူတွေဥမှကျွန်တော်တို့ကဒီတက်ဖွဲ့တွေဥမှမကူရင်ဗတ်တက်ဖွဲ့တွေကိုကူမလဲပေါ့နော်အဒီတက်ဖွဲ့တွေဒါတကယ်ပြည့်စုံသွားကြည့်ဘလောက်တောင်မှအောင်မြင်မှုရမလဲပေါ့အခုလိုမျိုးအနေထားနဲ့တောင်မှသူတို့ဒီလောက်ထိ ကြီးမားတဲ့အောင်မြင်မှုတွေယူနေတာပြီးတော့သူတို့စီမှာသူတို့ပြောတယ်ကျွန်တော်ထောက်ပံ့မှုမလွယ်ကူဘူးပေါ့နော်ပြီးတော့ကုန်းနေပိတ်နေရာဖြစ်တယ်ထောက်ပံ့မှုရှိရင်တော့မှပဲဝယ်ယူဖို့ဖြည့်တင်းမှုကတကယ်ခက်ခဲတယ်ပေါ့နော်အဲဒါတော့မှပဲဒီနေ့ဒီချိန်ထိတကယ်ကိုအောင်မြင်မြင်နဲ့ဖြစ်အောင်လုပ်နိုင်နေတာတော်တော်လေးစားစရာကောင်းတယ်အစအစအရာသူတို့ခက်ခဲမှကျွန်တော်ခံမှန်းမိဒါမဲ့လည်းလုံးဝစိတ်တယ်မကြဘူးသူတို့ကြည်လိုက်တယ်လုံးဝယူသားတယ်ပျော်ရွှင်ပြီးတော့ဒီတိုက်ပွဲကိုတရားတော်စစ်ပွဲဆင်နွှဲနေရတာဖြစ်တဲ့အတွက်လုံးဝယုံကြည်စိတ်ချပြီးတော့ အသက်တွေပါရင်းပြီးတော့တိုက်ပွဲဝင်နေကြတာမြင်ရအဲ့တော့ဒီတပ်ဖွဲ့တွေကမှမကူရင်ကျွန်တော်ဘယ်သူကကူမလဲပြီးတော့ဒီတပ်ဖွဲ့တွေသာပြည်စုံသွားကြည့်ဘယ်တော့မှအောင်မြင်မလဲဒါတွေးကြည့်ရတဲ့နေ့ပျော်လို့ရတယ်ပေါ့နော်အဲကြဘလိုပဲဖြစ်ဖြစ်ဒါတွေကလည်းဒီရက်ထဲမှာမြင်တွေ့ရတဲ့အောင်မြင်မှုတွေဖြစ်သလိုကျွန်တော်ပြည်သူတွေလည်းအချို့ပိုင်းနေမှာပေါ့နော်အာဏာနာနဲ့ထပ်ပြီးတောင်းဆိုရမှာပေါ့ဟိုအဓိကတော့အားလုံးခက်ခဲနေတာဒါပေမဲ့တပ်ဖွဲ့တွေကိုပို့ပြီးတော့ကူညီပေးကြပါဦးဟုတ်အဲ့ဒီဟိုဘောညီလေးတုံးသက်သွားတဲ့ထဲမှာပါတဲ့နှစ်ထိုးကြီးပေါ့နော်နှစ်ထိုးကြီးပဲနဲ့ပတ်သက်ပြီးတော့မှ ဟိုဒီဒီဟာလေးနဲ့ဟိုဒီတိုင်းနာလက်နက်ကင်တွေရောတော်လိုင်းတက်ဖွဲ့တွေရောဟိုဒါလေးတစ်ခုနဲ့အကြံပြုရင်းနဲ့ပေါ့နော်ဟိုဒီစကဝိုင်းလေးကိုသုံးသတ်မယ်ပေါ့ဟုတ်အဲ့တော့ဒီဟိုဟာလို့ရှိရင်အခုဘိုးကြီးတယောက်ဘိုးမူးတယောက်ပေါ့နော်ဒါဆိုအရှင်မိလိုက်တယ်ပေါ့ဟုတ်တယ်မိလိုက်တဲ့အခါဒါဘယ်ကလဲဆိုလို့ရှိရင်တမတရားတစ်က တက်မတရားတိကတက်ကောင်အမတက်မတရားတိတက်မမှုကဘယ်မှာအဖန်းခံတာလဲဆိုတော့ဒီတိတုံညာနှစ်ခုံပထမလှိုင်းမှာပေါ့နော်ပထမလှိုင်းမှာအဖန်းခံတာအဖန်းခံရတဲ့အချိန်မှာကျွန်တော်တို့ဒီတွန်လိုင်းတက်ဖွဲ့တွေကဒီစစ်သုံးမန်းတွေကိုအင်တာဗျူးတဲ့အချိန်မှာပေါ့နော်အင်တာဗျူးတဲ့အချိန်မှာဒီပုံမှန်လေးတွေပဲအင်တာဗျူးပြီးတော့မှအာဒီဟိုဗီဒီယိုဖိုင်လေးတွေထုတ်လေ့ရှိအဲ့တော့နောက်ွယ်မှာအဲဒီတရားတင်နဲ့ပတ်သက်လို့ပေါ့တရားတင်တက်မမှုဖြစ်တဲ့အတွက်တရားတင်နဲ့ပတ်သက်တဲ့အင်အားတွေပြီးလို့ရှိရင်နောက်နောက်ခြံတက်တဲ့ တရားတိကဘယ်မှာအခြေဆိုင်လဲအပြီးအဲ့ဒီတက်တရားနောက်နောက်တန်းဘယ်နေရာတွေမှာဟွာဖြစ်တယ်ပြီးတော့ဘယ်လိုတွေလှုပ်ရှားတယ်ဘယ်လိုတွေသွာလာတယ်အပြီးအင်အားကတော့ဘလောက်နောက်တီမှာဘလောက်ရှိရောရှေ့တန်းမဟုတ်ဘဲနဲ့ပေါ့နော် နောက်မှာဘလောက်ရှိရဲအဲ့ဒီဟာကိုမင်းမြန်ပြီးတော့မှတော်လိုင်းတက်ဖွဲ့ချင်းချိတ်ဆက်ပြီးတော့မှအပေးစေချင်တယ်ပေါ့နော်အခုဒီနထိုးကြီးဘက်ကိုအဲဒီဒီသတင်းလေးအဲကိုကကိုအချင်းချင်းပေါ့တော်လိုင်းကောင်းဆောင်အချင်းချင်းပြီးနောက်တစ်ခုအကြံပေးချင်တာကအဲဒီစစ်သုံးပန်းနေအခုဘူကြီးတွေဘုံမှုတွေမိထားလို့ စစ်သုံးပန်းတွေကို ပြန်လွတ်ဖို့လေစိတ်ကူးလေးမရှိပါနဲ့ဘောเนาะပြန်လွတ်လိုက်တဲ့ဟာကဘာမှတော့ပြီးတော့ပြဿနာတက်ခဲ့လဲဆိုတော့အခုဒီ MND ကလွတ်လိုက်တဲ့၃ယောက်ဆိုလို့ရှိရင်တယောက်ကဒီအေမင်းဦးဆိုရင်ယမခကိုပြန်ပြီးတော့မှရအောင်ယူမဲ့ရအောင်တိုက်မဲ့ယမခတိုင်မှုပြန်ဖြစ်သွားတယ်เนาะနောက်ပြီးတော့တန့်ထင်ဆိုးဆိုလို့ရှိရင်ဒီဟိုဘုံဟိုဘုံចောင်းဝင်ကြီးဖြစ်သွားတယ်နောက်မျိုးမင်းထွေးဆိုလို့ရှိရင်အခုအညာဒေတာမှာ အဲဒီဟိုမုံရွာတို့သခိုင်းတို့ဘက်မှာအဲတော်လှန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပြန်ပြန်ပေးနေတဲ့မုံရွာနာမခရဲ့စစ်တိုင်းမှုဖြစ်သွားတယ်။အဲ့တော့ဒီလူ၃ယောက်ကနော်တိုင်းသားလက်နက်ကင်ကတော့ပြန်လှုပ်ပေးလိုက်တယ်။အဲ့လူ၃ယောက်ရဲ့စိတ်ထဲမှာဘာဖြစ်ရမလဲဆိုတော့ဟိုငါတို့မှာတော်လှန်ရေးတပ်ဖွဲ့ကပေးလိုက်တဲ့အသက်ပဲရှိပါတော့လား။ငါဒီတော်လှန်ရေးတပ်ဖွဲ့တွေကိုပြန်ပြီးတော့မှငါစစ်ကောင်းဆောင်ပြန်တဖန်ပြန်ဖြစ်တဲ့အချိန်မှာငါပြန်တက်နေလို့ရှိရင်ငါတော့မိုင်းမဲရမကြတော့ဘူးဆိုတော့ အတွေးမဝင်မဲနဲ့ကျွန်တော်တို့လွှတ်လိုက်တဲ့လူကကျွန်တော်တို့ရဲ့ရန်သူပြန်ဖြစ်လာနေတယ်ပေါ့နော်ကျွန်တော်တို့ကိုပြန်တက်ဖို့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြန်တက်ဖို့ကြိုးစားနေတဲ့ခေါင်းဆောင်တွေကဆိုတိုင်းမှုနှစ်ယောက်ကျောင်းဟုတ်ကြီးတစ်ယောက်ထိဖြစ်သွားတာလဲတွတ်တွေ့ရတယ်ပေါ့နော်အဲအဲ့ဒီဟာလေးလည်းတော်လိုင်းတက်ဖွဲ့အနေနဲ့တုံ့ပြန်လွှတ်မယ်ဆိုလို့ရှိရင်အောက်ကငယ်တဲ့လူတွေပေါ့ငယ်တဲ့လူတွေလွှတ်ရင်တော့လွယ်လွယ်လေးနှစ်ဖူးမှတက်တူထိုးပြီးတယ်။ MNDAE တုံ့ပြန် TNN နေ3ပန်းဆိုပြီးနှစ်ဖူးကြီးအနာခံပြီးတော့ဓာတ်နဲ့ကပ်ပြီးဖြစ်ရင်တော့ဖြစ်ပေါ့ကွာအဲ့ဒါတော့မတတ်နိုင်ဘောတော့မလားကြီးတဲ့ကောင်နေကြလေလက်မောင်းလေးပါလေဖြုတ်တာအဲ့လိုပေါ့လက်လေးပါလေတစ်ဖက်ဖြုတ်ပြီးမှပြန်လွတ်ပေးလိုက်တာတို့ဒီလက်ချောင်းလေးနေနည်းလေးဟိုပါဖြစ်ပြီးမှတီးပေးလိုက်တာဟုတ်ထုံသေးထိုးပြီးလွတ်ပေးရပါတယ်ဒါနာကျင်မှာကြောက်လို့ရှင်လေပေါ့နော်ထုံသေးထိုးပြီးလွတ်ပေးလိုက်ရအဲ့တော့ဒီဘုံမှုချုပ်3ယောက်ပြန်လွတ်ပေးလိုက်တာကလည်းတိုင်းမှု2ယောက်ဖြစ်ပြီးတော့မှအကြောင်းကြီး2ယောက်ဖြစ်ပြီးတော့ဒါတွန်လိုင်းတက်ဖွဲ့တွေကိုပြန် ဒုက္ခပေးမဲ့အခြေအနေမျိုးတွေပြန်ရောက်နေတော့တွတ်တွေ့ရတဲ့အတွက်ဒေါ်လိုင်းတက်ဖွဲ့အနေနဲ့လည်းဒါလေးကိုအဲဒါဟိုဝိုင်းပြီးတော့မှဒေါ်လိုင်းခေါင်းဆောင်တွေဝိုင်းပြီးတော့စဉ်းစားတည်နေလို့ပြောကြရင်းနဲ့ကျွန်တော်တို့ဇက်ကဝိုင်းတွေညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်